မင်္ဂလာပါပရိသတ်တို့ရေလူသားရရဲ့ဤပညာရေဟာပုံပုံပြီးတော့မြန်မာလာနေများပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းတွေဟာလည်းအရန်ကုန်မှာရှင်ဦးနေတူတလာခဲ့ပါရီ။ဟိုရင်ကမီးရတာရီတင်မောရီနဲ့သာခရီးသွားကြပေမဲ့ကားရီပေါ်လာပြီးနောက်ပိုင်းမှာတော့ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍကများစွာပြောင်းလဲလာခဲ့ပါရီ။ ဒက်စီတွေဒီဇယ်တွေနဲ့မောင်းနေရတဲ့ကားတွေပေါ်လာပြီးနောက်20ရာစုတည်းမှာလျှက်စစ်ကားတွေဟာတဟုန်ထိုးပေါ်ပေါက်လာခဲ့ပါပြီ။အခုလေတရုတ်နိုင်ငံကနေလျှက်စစ်စွမ်းအင်သုံးပြန်တန်းနိုင်တဲ့ကားမျိုးစားတစ်ခုကိုတီထွင်လိုက်ပြန်ပါပြီ။ဒီဗီယိုထဲမှာတော့ပြည်သက်ကြီးတွေတရုတ်နိုင်ငံကယခု2025ခုနှစ်အစောပိုင်းမှာစမ်းသပ်ပြန်တန်းခဲ့တဲ့ကားပြင်ကြောင်းကိုတင်ဆက်ပေးကြပါမယ်။ HG8 Band H2 လိုမျိုးရှိတဲ့ကားပြန်ဟာလေထဲမှာ25မိနစ်ထိပြန်တန်းနိုင်ပြီးတော့တနအီကို80မိုင်လောက်ထိသွားလာနိုင်ပါတယ်။ဒီရှေ့ပြေးပုံစံကားပြန်ကိုပိုင်ပြန်တန်းနိုင်တဲ့လေယာဉ်တွေရဲ့မူလားဆလို့ပြောလို့ရပါပြီ။လျှက်စစ်ကားစီးကွက်ကိုစုံမနိုင်ခဲ့ပြီးနောက်မှာတရုတ်နိုင်ငံကကုမ္ပဏီတွေအားလျှက်စစ်ပြန်တန်းရှင်တွေကိုဖန်နှင်းရောင်းချဖို့လှုံ့ဆော်နေကြပါပြီ။တရုတ်နိုင်ငံကကုမ္ပဏီတစ်ခုဖြစ်တဲ့ Hero HD ဟာ H ဘန်နဲ့စိတ်ဆက်ထားပြီးတော့ H2 ဆိုတဲ့ကားပြန်ကိုထုတ်လုပ်ခဲ့ပါတယ်။ ဒီ H2 ကားပြန်ဟာတိတ်ပန်စိတ်ကူးရင်ဇက်ကားတွေကရင်းတွေနဲ့တူပြီးတော့ကောင်းကင်မှာပြတ်တန်းနိုင်ပါ ರಿ ဒီကားဟာပြတ်တန်းနိုင်တဲ့ကားတွေထဲမှာမှငါးခုမြောက်မျိုးဆက်ဖြစ်ပြီးတော့လုံဝကုံမှာဆင်းမြန်ပါ ರಿ လုံဝမွေပြောင်ချောတဲ့ရှင်မျိုးမျိုးပုံတဲ့ကိုတဲပါရှိပြီးတော့မောင်းသူနေရာကိုလေလုံချုံတဲ့တကားတွေတက်ဆင်ထားပါ ರಿ H2 ကိုလေခွင်အားကောင်းပြီးတော့ကောင်းမွန်ချုံမွေစွာပြတ်တန်းနိုင်အောင်လို့ဒီဇိုင်းထုတ်ထားပါ ರಿ ကိုတေကိုကာဗွန်ဖိုင်ဘာတွေနဲ့ပြုလုပ်ထားတာကြောင့်ပေါ်ပါပြီးတော့လေထဲမှာအခက်အခဲမရှိမောင်းနေနိုင်ပါ ರೀ ။ဂျာပီလျက်စတာကိုအသုံးပြုထားတာကြောင့်ကာဗွန်ထုတ်လွှတ်မှုမရှိတဲ့အတွက်သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေပါ။အရေးပေါ်မျိုးတွေကတနင်္လာကိုရင်ကျောပိတ်ဆို့မှုမရှိဘဲနဲ့တောက်ရောက်ချင်တာတို့တနင်္လာညကိုရှောက်လို့လေထဲမှာပြန်တန်းကြည့်ချင်တာတို့ဆိုရင်တော့သဘာဝပတ်ဝန်းကျင်ကိုညဉ့်ဉန်းမှုမရှိသေးဘဲဒီကားပြန်နေကိုစီးနေနိုင်ပါ ರೀ ။ ဒါပေမဲ့ဒီကားပြန်ဟာလူနှစ်ယောက်စာအတွက်သာထိန်းကုန်နေရပါပါရီ H2 ကားပြန်မှာကိုပိုင်မောင်းစနစ်နဲ့လူလျောက်စနစ်ဆိုပြီးတော့ပုံစံတစ်မျိုးပါဝင်ပြီးတော့ခေါလီတစ်ချမ်းနဲ့လိုက်ရုံနဲ့ကူပြောက်သွားမှာဖြစ်ပါရီ H2 ကိုဒီဝါနိုင်ငံမှာပထမဆုံးစမ်းသပ်ပြတဲ့နေ့ကဒူဘိုင်းအာနာပိုင်နေကြမှာအင်ဟောသွားကြပါရီဒါဒီကားပြန်ကိုထုတ်လုပ်တဲ့ H1 company အတွက်သာမကတရုတ်နိုင်ငံအတွက်ပါကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်ပါရီ H2 ကိုအမြင်သာဆက်သက်ပြီးနောက်မှာကုမ္ပဏီနဲ့ဒီနေ့ကုန်ပိုင်းလောက်မှာဈေးကွက်ထဲက order တွေကိုစတင်လက်ခံရောင်းချပေးမယ်လို့သိရပါတယ်။ဒီကားတံပိုးဘယ်လောက်ရှိသလဲဆိုတာကိုတော့မသိရသေးပါဘူး။ H-Bank ကုမ္ပဏီက2013ခုနှစ်ကလေးကတရုတ်ပြည်နယ်တခြားလုံးမှာသုတေသနစင်နာရီပြုလုပ်ပြီးတော့တီထွင်ဖန်တီးခဲ့တာပါ။ကိုနေကြ2022ခုနှစ်မှာတော့ဒူဘိုင်းမှာစတင်ချပြခဲ့ပါတယ်။ကုမ္ပဏီဟာတရုတ်ပြည်တွင်းမှာတမကပြပကိုပါထုတ်လုပ်ရောက်ချဖို့စီစဉ်နေပါပြီ။အနေမိုင်းပြန်တဲ့ဒရုန်းများ ကားပြန်တွေကိုစိတ်ဝင်စားရဆိုရင်တော့ drone တွေကိုလည်းမေးထားလို့မရပါဘူး။အခုထုတ်လုပ်နေတဲ့ကားပြန်တွေအကုန်လုံးဟာ drone တွေရဲ့လှုပ်ဆောင်ချက်ကိုခြေကတိစောက်ထားတာပါ။ဒါကြောင့်ကားပြန်တွေလက်တွေ့မှာအသုံးဝင်မှုရှိမှရှိတွေးစားဖို့ဆိုရင်တော့အခုလက်ရှိရန်တိုးတက်နေတဲ့တရုတ်နိုင်ငံက drone ပညာကိုပဲကြည့်ရမှာပါ။ရှန်ဟိုင်းရင်ကင်ယိုတန်းကနေပြီးရောလွတ်တင်လိုက်တဲ့ drone တကူဟာလက်ဆက်တဲ့ပိလေစာတွေကိုတင်ဆောင်လာပါပြီ။ အိတ်ပုတ်ဆောင်ရေးဒုံးတွေကြောင့်တ냐အိတ်ခေရှိနေတဲ့နေရာတွေကို၃နိုင်ရည်နေရှောက်အောင်ပြစ်စည်းပို့နိုင်ပါတယ်။တရုတ်နိုင်ငံကဒုံးတွေဟာလုံဝကုန်မှပြောင်းလဲလာပါတယ်။အရေးသိမြေပစ္စည်းတွေကိုထုတ်လုပ်တဲ့စားသောက်ဆိုင်လိုစီးပွားရေးတွေတွေဒီဒုံးတွေဟာရန်ကုန်မှရေးပါလာပါတယ်။ဒုံးဤပညာတရုတ်နိုင်ငံမှာရန်ကုန်မှရှယ်ဟိုနဲ့တိုးတက်လာပြီးတော့တရာဘီလီယံဒေါ်လာတန်ကျဲရှိတဲ့ဤပညာတစ်ခုဖြစ်လာခဲ့ပါတယ်။တရုတ်ကကြီးလက်ဒေသချုပ်မှဆိုရင်ဒုံးတွေကိုစိုက်ခင်းနေကပိုးသက်စီဖြန်းတဲ့နေရာမှာလက်တွေသုံးချနေကြပြီးဒုံးချုပ်ကိုလူလုံသားတွေတွားရောက်လောက်ကင်ခက်ခဲတဲ့နေရာတွေမှာအတုပြုနေကြပါပြီ တချို့ဒရုန်းယာဉ်မောင်းသမားတွေဆိုရင်တော့တနစ်ကိုတရုတ်ယွမ်3သိန်းလောက်ဝင်ငွေရရှိနေကြပါပြီ။ကမ္ဘာပေါ်မှာပထမဆုံးအနေနဲ့တရုတ်နိုင်ငံဟာအမေရိကန်ဒေါ်လာ4,996ဒေါ်လာသာကြာတဲ့နဲ့ကားပြန်ကိုထုတ်လုပ်ခဲ့ပါရီဒီဒီဒီမှုဟာပို့ဆောင်ဆက်သွယ်ရေးကိုပို့ပြီးတော့တဆင့်မြင့်သွားစေမယ်လို့ခန့်မှန်းရပါရီအဲကားပြန်ဖွင့်တဲ့ပွဲကိုရွာတို့ကြီးအာနာပိုင်နေတဲ့တူတရုတ်သမ္မတရှီချစ်ပင်မှာတက်ရောက်ခဲ့တာဖြစ်ပါရီအဲကားပြန်ဒရုန်းတစ်ခုလိုမြေပြင်ကနေ တောင်လိုက်ထွက်ကနိုင်ပါရင်ကိုပိုင်ဆက်ရင်တွေထဲမှာဘေးတုံးကမှအမြင်ဘူးတဲ့ရှင်မျိုးစားတစ်မျိုးဖြစ်ပါရင်တာမန်ရင်မျိုးစားတွေအထိဝယ်ယူသုံးစွဲနိုင်အောင်ဒီဇိုင်းထုတ်လုပ်ထားတဲ့ဒီ H bike ကဟာကားတွေလိုမျိုးဘိန်းနဲ့မြေပြင်မှာမောင်းနေနိုင်သလိုရုပ်သိမ်းနိုင်တဲ့တောင်ပံတွေလည်းပါဝင်လာကြမလို့မြေပြင်နဲ့ဝင်ရင်မှညီညောင်းသက်သာစွာသွားလာနိုင်မှာဖြစ်ပါရင်တနအီကောမိုင်ပေါင်း150သွားလာနိုင်ပြီးတော့တစ်ခါအသွင်းထားရုံနဲ့မိုင်နေရမောင်းနေနိုင်ပါရင်ဒါပြင်ဒီကားရဲ့ဈေးကလည်းဒေါ်လာ4,999ဒေါ်လာပဲကျတဲ့နာကြောင့်ကားပြန်ဈေးကွက်ကိုလုံးဝဆောက်ထိုးမှုမျိုးဖြစ်အောင်လုပ်စီ မဲ့ကားပါပညာရှင်တွေကတော့ဒီဈေးနဲ့သားဆိုရင်တော့ကားပြန်တွေဟာချမ်းသာတဲ့သူတွေသားမကလူတိုင်းဝယ်ယူသုံးဆွဲနိုင်မဲ့ပစ္စည်းတခုဖြစ်လာမယ်လို့ခန့်မှန်းကြပါရည်ဒီကားပြန်တွေဟာရင်ကျိုးပိတ်ဆောက်ရာတွေကိုဖြည့်ရှင်းနိုင်တာခရီးဝတ်တွေကိုအရင်ကပို့ပြီးတော့လေမြန်စွာသွားလာနိုင်တာနဲ့မြို့နေသူတွေအတွက်ပို့ပြီးတော့တက်တော့တက်တာသွားလာနိုင်တာစားတဲ့ကြိုးကျစုတွေကိုပေးဆွနိုင်ပါရည်ကေပရိသတ်ကြီးတို့ဘီယိုထဲမှာတော့တရုတ်နိုင်ငံကထုတ်လုပ်လိုက်တဲ့ကားပြန်ကြီးအကြောင်းကိုတိဆက်ပေးခဲ့တာပါပရိသတ်တွေရောဒီကားပြန်နဲ့ပတ်သက်ပြီးတော့ ဘလို့ထင်ကြလဲရှင်အနာဂတ်မှာဒီကားပြန်တွေကသိပ္ပံဇက်ကားတွေကလို့အသုံးများမယ်လို့ထင်ကြပါသလားပရိသတ်တို့ရဲ့ထင်မြင်ချက်ကိုလည်းကိုယ့်မမရှိခဲ့ပေးပါအောင်နော်ခုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်ဒီနေ့ရောလောင်းနေပဲနှုတ်ဆက်ခဲ့ကြပါမယ်